အလိုအလိုမင်္ဂလာပါမြက်စလန်ကကြိုဆိုပါရယ်ဗီနန်ဒါနန်မြို့လေးမှာဈေးတသက်တာနဲ့ထမင်းဟင်းစားကျင်ကြတဲ့သူတွေအတွက်ဒီဆိုင်လေးကိုညွှန်ပြချင်ပါရယ်ထမင်းနဲ့ဟင်းကိုမှ2000ခွဲ VND ကစားယူပြီးတော့စိတ်ကြိုက်ထမင်းကိုလိုတလောက်ယူလို့ရတဲ့အပြင်ကိုကြိုက်တဲ့ဟင်းတွေကိုလည်းရွေးပြီးတော့ပူပူနွေးနွေးစားလို့ရပါရယ်ဟင်းတွေကိုဈေးနှုန်းလေးတွေရဲ့ပမာဏလေးတွေပါတစ်ခါရေးပေးထားရယ်ဟင်းကျုံ2မျိုးရင်းနေချင်းအပူအေးကိုပါ free ပေးထားပါသေးတယ် ။ထမင်းနဲ့ဟင်ကိုကိုစိတ်ကြရွေးယူပြီးသွားပြီဆိုတော့ဒီမွေရှင်းကောင်တာလေးမှာကိုယူထားတဲ့ပမာဏအတိုင်းကြာသစ်မွေကိုပြီးအောင်ပါပဲ။စိုင်းနေရာလေးဟာကျယ်ဝန်းတဲ့အပြင်တန်ရှင်းတက်ရမှုကိုလည်းဦးစားပေးတာတော့တွေ့ရပါတယ်။ဒါကတော့ထမင်းတစ်ပွဲကို 35kg ပေးရတာပါ။သာပါလေဆိုကြောက်ကြောက်ပါတယ်အဲဒါကြက်သားဆိုရင်သုံးသုံးယူလိုက်ရတယ်ဒါရွက်ကြောက်ပါတယ်ပြီးတော့ပဲပြားကိုသူကစပလင်လေးနဲ့ကြော်ထားတယ်ပေါ့အဲ့ဒါရေစုပါတယ် အဲကိုကြိုက်တယ်ကိုယူလိုက်ရပေါ့ကိုရေးတဲ့ပုံမူတည်ပြီးတော့သူကပစံပေးရတယ်အခုကတော့ဒန်ထဲမှာ2000ဝက်ပြည်အနေနဲ့စားလို့ရတဲ့ထမင်းနဲ့ဟင်ဆိုင်ကိုပြုလုပ်ပေးတာဖြစ်ပါတယ်နောက်ဘလော့ကြိုင်ပြန်တွေ့ပါမယ်ခင်ဗျာအားလုံးတက်တာပါ thank you